လုံးပဲမင်္ဂလာပါကျွန်တော် reinforcement learning course ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့အရှိမကျွန်တော်တို့ဒီ reinforcement learning အကြောင်းလေးကို python ရဲ့ဒီ environment ပေါ့နော် open ai gym သုံးပြီးတော့ကျွန်တော်တို့ဒီ environment တစ်ခု run ပြလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ကောင်ကတိတ်ပြီးတော့ကျွန်တော်နေတော့မြင်ရပေါ့လေကျွန်တော်ဆက်ထမ်းပါလေ GPU ရှိရတဲ့ကောင် native citizen တွေဖြစ်နေတော့ဖြစ်နိုင်တာအကောင်ဆုံး GPU ရှိတဲ့ set တွေက runner ဆိုရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့ကကြတော့ကျွန်တော်ဒီ java reinforcement learning library လေးတစ်ခုအကြောင်းတော့ ပြောချင်တယ်ပေါ့နော်အခုလို့ဆိုဖိုင်တုံးမဲ့ကျွန်တော်တို့အများကြီးသုံးလို့သုံးမှာဒါပေမဲ့ဒီ reinforcement learning ဒီဖိုင်တုံးတစ်ခုနဲ့မဟုတ်ဘူးခြားဟာနေလေအာ java reinforcement learning နဲ့သုံးလို့ရရွှေဟာကိုလေချက်ပြချင်တယ်အောင်နော်အဲ့တော့ကျွန်တော်အခုဒီမှာအာရှင်းထားတဲ့ဟာလေးကအာဒီခုဒီမှာပါ balance ဆိုတာပေါ့နော်အဲ့တော့ balance ကအတူတူမှာရေးထားတဲ့အတိုင်း brown umbc and reinforcement learning ရဲ့ plan နေပေါ့သူကဒီပြောရမယ်ဆိုရင်အာကျွန်တော်တို့ visualize visualize intelligent agents တွေကိုကျွန်တော်စောက်ဖို့အတွက် ုံးတဲ့ Java library ပေါ့နော်အဲ့တော့သူက Java library တခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Python မှာရှိရဲ R2 တွေကိုတစ်ခေါက်ကကျွန်တော်တို့ပြောရဲကောင်းလို့ပြောပါတော့။ဘာလဲဆိုရင် Open AI ရဲ့အာဒီ shell မျိုးတော့ဒီကောင်ကမဟုတ်ဘူး။အဲ့တော့ဒီကောင်က ဒါက library တခုဖြစ်တယ်ပေါ့နော်သူ့ဘာမှတုံးလဲဆိုတော့ကျွန်တော်တို့ဒီ reinforcement learning နဲ့ဆိုင်တဲ့ algorithm တွေ char ဒီ bad environment planning technique တွေကိုဒီမှာလာပြီးကျွန်တော် design လုပ်လို့ရပြီးတော့ char high ကဒီမှာလုပ်လို့ရပေါ့နော်အဲ့တော့ g ဒီ browser ကပေါ့နော်သူကအာကျွန်တော် reinforcement learning မှာပေါ့နော်ဘာရှိလဲဆိုရင်သူကအရင်ဆုံး single အာ agent တခုရှိရပေါ့နော် single agent ရှိရဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့အနေနဲ့စောင့်ချင်တယ်ဆိုရင်သူကောင်ကိုအဲ multi agent တစ်ခုလုံး system အတွက်သုံးလို့ရတယ်ဒီ balance နဲ့ပေါ့နော်အဲ့တော့ပြောရင်အဲဒီ AR agent တစ်ခုက available တဲ့ environment တစ်ခုလုံး domain တစ်ခုလုံးသူက shop ပေးနိုင်တဲ့အပြင်ခြားကျွန်တော်တို့အဒီဘယ်လိုပြောမလဲ action space အာသူတို့လုပ်တဲ့ action space တွေအတွက်ပေါ့နော်အာ discrete community relation အကုန်လုံးရတယ်ဒီအမှာအဲ့တော့ကျွန်တော်တို့အာဒီကောင်ကိုဆန်ပြီးတော့စောက်ကြည့်ရအောင်ဟိုဆောက်ကြည့်အောင်ဆိုတော့ဗောနော်ကျွန်တော်တို့အာ project တစ်ခုလုပ်ကြရအောင်ဗာလဲဆိုရင် Java နဲ့ဒီဟိုဟာ Valet တုံးတဲ့ project အဲ့ကောင်ကအာအခုဒီမှာကျွန်တော်ရေးလိုက်မယ်ဗာလဲဆိုရင် hello uh grid ဟို project ပေါ့အဲဘာနဲ့တုံးမလဲဆိုရင်အခုဒီမှာရေးထားရဲဘာ lab နဲ့ပဲကျွန်တော်တုံးပြီးတော့ hello project တစ်ခုရေးကြည့်ကြအဲ့တော့အရင်ဆုံးဒီမှာဒီ project ဆက်ဖို့တောင်းမှာဘာလို့လဲဆိုတော့ကျွန်တော်တို့စတဲ့မှာ Java မရှိသေးဘူးဆိုရင် Java တောင်းလို့ရတယ်မယ်အဲ့တော့ဒီမှာကိုယ် install version မလား Linux window ကျွန်တော် Linux နဲ့လည်းကျွန်တော် Sanor Sample ရအခုကျွန်တော်ဒီမှာ Windows နဲ့ဆန်တဲ့ဟာပဲပြအောင်မလားအဲ့တော့ဒီမှာ two installer ဂျာ JDK တောင်းလိုက် JDK တောင်းပို့ရရင်တော့နောက်တစ်ခုဒီမှာကျွန်တော် install တော့မှာပေါ့နော်ဒါမှမဟုတ်လို့လေးပေါ့အဲ့တော့အခုဒီမှာကျွန်တော်က တောင်းပွားတောင်းပွားဆိုရင်ကျွန်တော်တို့ရှိမှာ i installation တက်ဆင်းနေဖြစ်ပြီအဲဆိုရင်အကောင့်ကိုတွားပြီးကျွန်တော် install လုပ်ရအောင် okay ဒါဆိုရင်အခုဒီမှာကျွန်တော်တို့ installation ပြီးပါပြီအဲ့တော့ကျွန်တော်ဒီကောင်ကို close နေလိုက်မယ်ပြီးတော့ကျွန်တော်ဒီ maven ကိုတစ်ချက်တောင်းရပါအောင်မယ်အဲ့တော့ဒီကောင်ကိုကျွန်တော်စစ်ဖြစ်ရမှာပေါ့နော်အဲ့တော့ကျွန်တော် apache maven ရလာ maven ရလာပြီဆိုတော့ 那具体嘞，就是说我们今天在所讲到的，慢慢我们去了解它的安装流程，我们就是说我们 review 它比较，呃，今天包括我们的 documentation 的一些相关的一些东西，就是说各位比较去了解一下。具体嘛，就是说我们啊，express 华为，就是说 Pachi，我们呢就是说要了解它的，啊，首先啊，就是说 Java installation 比较，就是说大家，哎，我们这边大家是掌握的，那 Pachi 这边当然也一样。那么华为呢，就是说具体啊，binship，就是说 binfor，然后华为的，就是说它的 system。 အာဝင်းဒိုးသမားရေတော့ကတော့ system သမား system environment နဲ့ဝင်ပေါ့နော်ပြီးရင် environment ပြီးထုတ်တဲ့တိုင်းကျွန်တော်ပတ်မှလာပြီးပြင်လိုက်ပါအာပတ်မှလာပြီးတော့အခုဒီ fora ပေါ့ကျွန်တော်လိုချင်တာဒီ bin ရဲ့ directory လိုချင်တာပေါ့နော်အဲ့တော့အာဒီမှာကျွန်တော် system ပတ်မှ edit လိုက်ရင်မခုဒီမှာကျွန်တော်ထည့်ထားရတာတွေ့ရတာသူပတ်အဲ့တော့ okay okay ပြီးရင်အာ okay ပေါ့နော်အဲ့တော့အခုဒီမှာကျွန်တော်ဒီကောင်ရောက်မရောက်ချက်စမ်းကြည့်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော် cmd ခေါ်လိုက်မယ်အာ cmd okay ဲ့တော့အာဒီကောင်ကိုကျွန်တော်တို့အဲ့လိုဆိုရင် mvn minus version ထုတ်ကြည့်မယ်။ Okay ။အဲ့ဆိုရင်ကျွန်တော်တို့အာအကုန်အစီအပြေပါ Java version လည်းကျွန်တော်ပေါ်တယ်။ Sona JDK install လုပ်ထားတဲ့အတိုင်းပဲ24နဲ့ပေါ့နော်။ Apache Maven လည်းကျွန်တော် install လုပ်ရှင်တယ်အဲ့3.99နဲ့ပဲ။အဲ့တော့ Windows Okay အာဆိုရင်ကျွန်တော်တို့စပြီးတော့ project ကိုလုပ်လို့ရပြီပေါ့နော်။ကျွန်တော်ဒါရေးပြန်ပေးလိုက်မယ်။ကျွန်တော်တို့အခု project folder ကို set သွားရအောင်။အဲ့တော့ project ရေးဖို့အတွက်ကျွန်တော်ကတော့ကျွန်တော်ရေးနေကြ folder မှာကျွန်တော်ဖွင့်လိုက်မယ်။ ်ဂျေအဲ့တော့ဒီဆုံးကျွန်တော်တို့ဒီကောင်းကို Floridate ခုပေးကြပါအဲ့တော့ဘာလို့ပေးမလဲဆိုကျွန်တော်တို့ခု email project ကကြာတော့ဘာလို့ပေါ့အဲကျွန်တော် Great Wall Diamond ချဲ့ရေးကြည့်မယ်အဲ့တော့ okay အဆင် ID တခုတော့ကျွန်တော်ဖွင့်မှရတယ်အဲ့တော့ okay အဆင်ကျွန်တော်ဒီထဲမှာကျွန်တော်ကျွန်တော် gear ရနေပြီးတော့ DS code လေးအာတိုင်းပါနော် ID တခုတော့လုပ်မယ်ဆိုတော့ XML ပါဒီတရားရှိတယ်အဲ့တော့ okay အဲ့တော့ဒီမှာကျွန်တော်ပါလို့ဆိုရဲခီးပြနေအဲ့လိုဒီ HTML ကိုတော့ဒီဘုလိုဒီမှာပါထည့်မယ်ကျွန်တော်တော့အစင်းသိပြီဒါကောင်းပဲ copy ကူလိုက်မယ်ပေါ့နော်အဲ့တော့ဒီကောင်ကုတ်ကို အာရေးရလို့နေပဲဒီတိုင်းတွေပဲအဲ့တော့ဒီဟာလေးကို forum မှာတစ်ချက်ဆောက်ပေးထားပါနော် ဒီရဲမှာကျွန်တော်တို့အာ Java ပေးရမယ်ပေါ့နော် plugin တွေ dependency ရောဒီ project တွေလွှဲတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ပါအဲအကြောင်းကျွန်တော်ဒီဟာလေးရထည့်ပြီးမှရမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အာဒီကောင်ကို save မှတ်လိုက်မယ်ပြီးရင် sonar ဟိုရဲချက်ပြန်သွားပြန်သွားပြီးတော့ဒီမှာကျွန်တော်တို့ပါလဲဆိုတော့နောက်ထပ် directory အခုလုံးမဲ့ဟာအာရေးဖို့လုံးမဲ့ပေါ့နော်အာလုံးမဲ့ဆိုတော့အခုဒီရဲမှာရှိတာ hello world hello great world မှာရှိရဲဒါဆိုရင်အာဒီကောင်ထဲမှာကျွန်တော်တို့ဒီ xml file ကျွန်တော် dependency package တွေရှိရဲအဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်အာ directory သစ်လုပ်မယ်ဆိုရင် src လမ်း ပြီးရင်ကျွန်တော် main ဒါ main file တခုလိုလိမ့်မယ်ပေါ့နော်အဲ့တော့ main file ရဲ့ပြီးရင်အာ java အခု java ရေးမှာဆိုကျွန်တော် java အတွက်ပြီးရင်နောက်တစ်ခုက java လဲဆိုရင်အာ project ပေါ့ okay ဒါဆိုရင်ကျွန်တော်ဒီ make directory srca မှာကျွန်တော် main main နဲ့မှာပြီးရင် java java ပြီးရင် project တခုကိုကျွန်တော် directory full structure command တစ်ခုနဲ့ခံတွေ့လိုက်မယ်အဲ့ဒါ အဲ sorry ကျွန်တော်ဒီမှာအဲဟို linux နဲ့ပါနေကျွန်တော် window မှာဆိုရင်အာဒီကောင်က slash ကဘယ်လိုဖြစ်ပြီးမှရမယ်ဟုတ်ရှိကဲအဲဆိုရင်ရပြီအဲ့တော့အာကျွန်တော်ပြန်ပြီးတော့ clear လိုက်မယ်ပြီးရင်ဒီကောင်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော် SRCD အာ SRC အာပြီးရင် DI อ่ะโอเคဒါဆိုရင်ကျွန်တော်အကုန်လုံးအဆင်ပြေရယ် ကျွန်တော်တို့ဒီ VS Code ထဲမှာတစ်ချက်တစ်ပြန်ကြည့်လိုက်မယ်။အဲဆဲအပြော okay project ။ဒါဆိုရင်ကျွန်တော်တို့ဒီ project အောက်ရောက်သွားပြီ။ project အောက်မှာကျွန်တော်ကဘာလုပ်မလဲဆိုရင်ကျွန်တော်အဲ Java file တစ်ခုကျွန်တော်လိုလိမ့်မယ်။အဲတော့အာအခုဒီမှာရေးမဲ့ကောင်ကိုကျွန်တော် Java sorry ဒီမှာ hello world ပြီးရင် Java ဆိုပြီးတော့ကျွန်တော် Java file တစ်ခုဖန်တီးလိုက်ပြီပေါ့နော်။အဲတော့ဒီထဲမှာစပြီးကျွန်တော် Java အာဘာလက်ကိုရေးမှာတော့ရေးမှာ package ကကြာတော့ကျွန်တော် project ဒီအာ sorry ဒီမှာပြီးရင်ဒီကောင်ကိုကျွန်တော်ဘာလဲဆိုရင် input သွင်းရမယ်။ဘာလဲဆိုရင် အာရှက်ဟာဘာလက်အဲ့တော့ဘာလက်ကိုကျွန်တော်တို့အရင်ဆုံးသူ့ကိုอืม share ပေါ့ share သွားမယ်ပြီးရင်ဒီကောင်ကိုဟာ visual okay visualization ကိုအာ visualization ကိုကျွန်တော် visual နဲ့ပဲရင်သွားရအောင် visual သွားပြောမှပြီးရင်အာ VI SUA ရဲ့ visual explorer ပေါ့အဲ့တော့ဒီကောင်ကိုကျွန်တော် okay ဒါဆိုရင်အဆင်ပြေပါပြီနောက်တစ်ခုကကျတော့ visual explorer factory တို့ကကျွန်တော်မထည့်သေးဘူးပေါ့နော်အဲ့တော့ ကျွန်တော်ထည့်လို့ဆိုရင်ကျွန်တော် SA ဒီ domain လို့လို့လိမ့်မယ်အဲ့ဒီ domain ကကျတော့ကျွန်တော် single agent အတွက်တွေပဲကျွန်တော်အခုအစားကြီးကျွန်တော် pre-warning ဆိုင်တဲ့ domain visualizer stay location agent အဲ့ဒီအကုန်လုံးကိုကျွန်တော် single agent တွေအတွက်ပဲပေါ့ကျွန်တော်တက်တက်ဆောက်အောင်ပေါ့နော်ဒီဒီကောင်ကကျတော့ကျွန်တော် world domain ရောက်ပြီ single agent အတွက်ပဲအဲ့ဒီကောင်ကကျတော့ကျွန်တော် visualizer single agent အဲ့တော့ဒီ domain တက်ကို visualizer ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုမထည့်မလဲဆိုရင် reward ရဲ့ state ကိုထည့်ရမယ် ပြီးရင်တော့ကျွန်တော်တို့ channel ဟာရာဘာလဲဆိုရင် agent အတွက်ပေါ့နော် create agent တက်တက်ထည့်ရမယ်ပြီးရင် state ရဲ့ visualizer ရဲ့ပေါ့ Okay အဲ့တော့အခုဒီမှာကျွန်တော်တို့ဒီကောင်ကကျတော့ MGB အတွက်ပို့ဒီတန် PS state အဲ့တော့အကုန်လုံးအဆင်ပြေသွားပြီအခုတစ်ဆင့်ကဘာလဲဆိုရင်ကျွန်တော်တို့အခုဒီမှာ public class တခုရေးရမယ် hello world နဲ့ဆိုင်တဲ့ဟာအဲ့တော့အခုဒီမှာ public cle access ပြီးရင် hello world to time ပဲကျွန်တော်အကုန်လုံးအဆင်အဲ့မှာကျွန်တော်တို့ကဘာရေးရမလဲဆိုတော့အရင်ဆုံးကျွန်တော်သူ့ကိုပေါ့နော် main main အနေနဲ့ level into level reward တခုရှိရဟာ set quest set quest အဲ့လိုမျိုးဟာကိုကျွန်တော်ဖန်တီးမယ်ဖန်တီးပြီးတော့မှကျွန်တော်တို့အရင်ဆုံးအာ reward ရဝိုင်းဆိုရင်ကျွန်တော်တို့ domain create လုပ်မယ်ပြီးရင် initial state အဲ့အဲ့အကုန်လုံးကိုကျွန်တော်အခုဒီမှာပြတ်ထားတိုင်းပဲအဲ့တော့ဒါအားဆိုကျွန်တော်တို့ဒီနေရာမှာဆိုရင်ကျွန်တော်က11သူကဒီမှာပြတ်ထားတဲ့ဟာသူက5 into 5ကျွန်တော်က5 into 5မသုံးကျွန်တော်11 into 11မသုံးပဲအဲ့တော့အာပြီးရင်ဒီကောင်ကိုကျွန်တော်အားဆိုရင် step check ခေါက်လိုက်အဲ့တော့ initial state ပြီးရင်ဒီကောင် visualizer ထည့်ထားပြီပေါ့နော်ပြီးကျွန်တော် key map ပင်းလေးရင်းနဲ့ထည့်ဖို့လိုလိမ့်မယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့ java code ကပြည့်စုံသွားပြီပေါ့နော်အဲ့ဒါဆိုဒီမှာအခုကျွန်တော် key map ပင်းလေးထည့်လိုက် AWDS ကျွန်တော်ဒီ agent အတွက်ပေါ့နော် action ပြလို့ရအောင်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်အခုဒီမှာအခုရေးဖို့ကဆိုဒီကောင်ကျွန်တော် control s ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီ project ကိုကျွန်တော် combine လုပ်ဖို့ပဲကျန်တော့ပါ အဲ့တော့ကျွန်တော်တို့ဆွမ်းလာ location ကိုတစ်ချက်ပြန်သွားရအောင်။ဒါလည်းဆိုရင် CD PND ကို Android ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ PO1 HMS ရှိရဲ့ RDHMS ရှိရဲ့ location ကိုတစ်ချက်ပြန်သွားမယ်။ပြီးရင်ဒါဘာလို့မလဲဆိုရင် MBN compile ဆိုပြီးအာ sorry compile လုပ်မှာပေါ့။အဲ့တော့ okay ဒါဆိုရင်ရပြီ။နော်သူ compile လုပ်နေပြီပေါ့နော်။ နော်ဒီ combine ကိုအကုန်ပြီးသွားတဲ့အချိန်ကျရင်ကျွန်တော်တို့ program ကိုတာပြီးတော့ MPN နဲ့ execute လုပ်ကြည့်ကြည့်မယ်။ Okay ဒါဆိုရင်ကျွန်တော် combine လုပ်သွားပြီ basic set ဖြစ်သွားပြီ။အဲ့တော့ဒီကောင်းကိုကျွန်တော်အရင်ဆုံး program execute လုပ်အောင်အဲ program execute လုပ်ဖို့ကအခုကျွန်တော်ဒီ batch တက်မှာပဲလို့ဆိုရင် MVN ပြီးရင်ကျွန်တော် EHCC execute လုပ်မယ်။အဲ့တော့ background လဲဆိုရင်ကျွန်တော် Java လုပ် Java လုပ်မှပြီးရင်ကျွန်တော်အရင်ဆုံးဒီကောင်းကိုပေါ့နော်ဒီကောင်ကဘာလုပ်မလဲဆိုရင်သူက create world visualizer ကို launch လုပ်မယ်အဲ့တော့ကျွန်တော်အခုဒီမှာအစွမ်းကကျွန်တော်တို့ ထိလိုက်တဲ့ project အတိုင်းပဲ hello world အတိုင်းကိုကျွန်တော်ဒီမှာလာပြီးတော့ပြန်ပြီးကျင်ရအောင်เนาะအဲ့တော့အာဆိုရင်ကျွန်တော် key ဖားနေတယ်ဒါရဲ့မလို့အဲ့တော့ဒီကောင်ကိုအခုကျွန်တော် execute နဲ့လိုက်ရအောင်ကျွန်တော်လာပြီဟင်းကျွန်တော်တို့ဒီ program ကအခု grid world visualizer ကိုတားပြီးတော့ launch လုပ်လို့ရပါတော့เนาะ okay အဲ့တော့ဒီမှာပေါ့ကျွန်တော်အဲ့လေကျွန်တော်အစမ်းပြနေတာပေါ့နော်အဲ့တော့အခုဒီမှာကျွန်တော်တို့ agent အတွက်ကိုပြထားတဲ့ဟာရှိတယ် ီနေရာမှာကျွန်တော်ကအေဂျင့်ကိုပေါ့နော်အာကျွန်တော်တို့ဂိုးကအာတွားကျင်တာဒီဒီအတန်အောင်လူပွိုင်မှာအဲ့တော့အရင်ဆုံးပေါ့နော်ထိန်းပြီးတော့ကျွန်တော်ဒီရိုင်းသူ့ကိုပြပြီးတော့ဒါဆိုရင်သူရောက်လာမဲ့ကိုပေါ့နော်ဒါသူ့ရဲ့ location အဲ့တော့ဘယ်လိုသွားမလဲဆိုတာကျွန်တော်ပြပေးပါရစေဆိုရင်ကျွန်တော်သူ့ကို execute လုပ်ခိုင်းလိုက်မယ် okay အဲ့ဆိုရင်ကျွန်တော် show share အနေနဲ့ကြည့်လိုက်မယ်ဆိုရင် ဒီမှာကိုလိုချင်တဲ့အခြားဒီအဲ့ additional information ကျွန်တော်ဒီ share မှာလာပြီး guide လို့ရအောင်အဲ့တော့တော့ကျွန်တော်ပြန်ပေးလိုက်မယ်အဲ့တော့ loss ရကျွန်တော်ဒီရှေ့မှာ server မှာရေးခဲ့တဲ့အခါကျတော့ကျွန်တော်ဒီ manually control အနေနဲ့ agent ကိုတောင်းအောင်အဲ့တော့ဒီ account ကိုသူက agent အနေနဲ့ပေါ့တက်သူပေါ့နော် domain ကို set လုပ် set လုပ်ပြီးကျွန်တော် initial state နဲ့ agent define လုပ်ပြီးကျွန်တော်အာ simulate step simulation step ကို run လို့ရအောင်ပေါ့နော်အဲ့လေကျွန်တော်ချက်ပြပါမယ်ဗီဒီယိုမှာပေါ့နော်အဲ့တော့ရောက်ကြတော့ကျွန်တော်တို့ဒီအလေးကိုတစ်ချက်အရင်ဆုံးကိုယ့်ကိုစမ်းပြီးရိုက်ထားကြည့်ပါအဲအားလုံးပဲကျေးဇူးတင်ပါတယ်